ကျောင်းသားတပိတ်ဖြိုခွဲမှုအပါအဝင်လူ့အခွင့်အရေးချိုးဖောက်မှုတွေအကြမ်းဖက်လျက်တွေနဲ့ပတ်သက်လို့လက်ရှိဒီမိုကရေစီအစိုးရရဲ့တာဝန်ယူမှုတာဝန်ခံမှုတွေအပေါ်မေးခွန်းထုတ်ဆရာဖြစ်နေတဲ့အကြောင်း RFA1 တို့သူမတ်ဟီမာဆိုကတင်ပြထားပါတယ်ရှင်။ဒီမိုကရေစီလမ်းကြောင်းပေါ်စတင်ရှောက်လမ်းမယ်ဆိုပြီး2021ခုနှစ်ကတက်လာတဲ့သမရဦးသိန်းစိန်အစိုးရ၅နှစ်တက်တန်းပြည့်ဖို့လပိုင်းလိုမှာပဲအရင်စစ်အစိုးရနဲ့ဘာမှမကွာပါလားဆိုတဲ့အတွေ့အကြုံ ြည်သူတွေရဲ့စိတ်ထဲမှာ ပေါ်ပေါက်လာအောင်တွန်းပို့တဲ့လောက်ရက်တွေဇက်တိုက်ဆိုသလိုဖြစ်ပွားခဲ့ပါတယ်။အလွတ်တဲ့နောက်ကိုပါကြီးအသက်ခံရမှုလက်ဗရောင်းတောင်ဒေသကတောင်သူဒေါခင်ဝင်းအသက်ခံရမှုကချင်ကျောင်းဆရာမလေးနှစ်ဦးအာရမပြုကျင့်တက်ဖြတ်ခံရမှုစတဲ့အမှုတွေနဲ့ပတ်သက်လို့လက်ရှိအစိုးရဟာဖြည့်ရမှန်မဖော်ထုတ်ပေးသေးတဲ့အပြင်ပညာရေးစနစ်ပြုပြင်ပြောင်းလဲဖို့တောင်းဆိုဆန္ဒပြနေတဲ့ကျောင်းသားတွေကို စွမ်းအားရှင်လို့ယူဆရတဲ့လက်ပတ်နီဝတ်တွေအပါအဝင်ရဲအင်အားယာနဲ့ချီအသုံးပြုပြီးအကြမ်းဖက်ဖြိုခွဲခဲ့တဲ့အတွက်တာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့အစိုးရအဖြစ်ဖြစ်တဲ့ဝေဖန်သံတွေလည်းထွက်ပေါ်လာနေပါတယ်။ကျောင်းသားတွေကမိအောင်ဘုန်းကြီးထုတ်ခဲ့တဲ့လက်သက်တွေရဲ့အခါဘ누구လဲ။ကိုကြီးမပေါ်သေးတော့ဘူး။ကိုပါကြီးကိုတတ်ခဲ့တဲ့သူဘ누구လဲ။ကိုကြီးမပေါ်သေးပါဘူး။ကျောင်းကျေးဝေးကြဆုံးခဲ့ရတာဘ누구ကြောင့်လဲ။ကိုကြီးမပေါ်သေးပါဘူး။ ျွန်တော်တို့ကြောင်းသားတွေကိုခုလိုမျိုးမရိယာရိုက်တဲ့နှိမ့်ဆက်ပြုကြကြတာအထူးတာဝန်ခံပါလေတာဝန်ယူပါလေအစိုးရတရရဲ့အခြေခံအားဖြင့်ပြည်သူတွေပေါ်တာဝန်ယူမှုတာဝန်ခံမှုရှိရမှာဖြစ်ပါတယ်တာဝန်ဆိုတဲ့အနီရောင်လက်ပတ်ဟာဘယ်မှာရိုက်ရိုက်ရပါလဲအဲ့ဒီလိုလက်မောင်းမှာပတ်လိုက်ပြီဆိုတာနဲ့ဒီလိုမိမပြိုတယောက်ကိုလူလေကောင်မှာအဲ့ဒီလိုပြစ်ဖက်ပြီးတော့ချုပ်နှံငွေရှိပြီလားခေါ်ဆောင်သွားခွင့်ရပြီလား ဘယ်အခွင့်အရေးကနေပြီးတော့ပေးတဲ့တာဝန်လဲဘယ်သူတွေကနေစနစ်တရားစေခိုင်းလဲဆိုတာကျွန်တော်မေးကြရှင်ဖြစ်နေတဲ့ဒီပေါ့မျိုးဒီစံနှံ့ပြတဲ့ကိစ္စတွေတူကိုင်တွယ်ထင်းသေးတဲ့ခါမှာတိုင်းဒေသကြီးနဲ့တည်နေဆိုရများကတာဝန်ယူပြီးတော့ဆောင်ရွက်တာပေါ့သူတို့ဥပဒေရတော့သူတို့တုံ့ပြန်ရှိလို့အသုံးပြုတယ်ဆိုတော့ကျွန်တော်နားလဲပါတယ်ရန်ကုန်တိုင်းအစိုးရကမလ9ရက်နေ့ဖြစ်ရမှာဥပဒေနဲ့အညီလှုပ်ဆောင်ခဲ့တာလို့ဆိုပါတယ်ဥပဒေနဲ့အညီဆောင်ရွက်ခဲ့ပါတယ်လို့ထက်ခါတလဲလဲပြောနေချိန်မှာပဲစုံစမ်းစစ်ဆေးဖို့ကော်မရှင်ဖွဲ့လိုက်တာကြောင့် ဥပဒေနဲ့ညီပါတယ်ဆိုတဲ့ပြောဆိုချက်တွေအပေါ်မေးခွန်းထုတ်စရာဖြစ်သွားခဲ့ပြန်ပါတယ်။မရှိမနှောင်းပါပဲလက်ပဒန်းပင်မကျောင်းသားတပိတ်ဖြိုခွဲမှုမှလည်းဥပဒေနဲ့အညီဆောင်ရွက်ခဲ့ရတာလို့ဆိုပြန်ပါတယ်။ကျွန်တော်လိုအပ်လို့လုပ်တယ်လို့ပဲကျွန်တော်ယုံကြည်ပါတယ်။ဒါနောက်ဆုံးမလွဲမချောင်းသာလို့အင်အားကိုတုံ့ပြန်လို့ရမယ်လေဒါကတော့အစတည်းကရှောင်ရှားနေအောင်လို့ကျွန်တော်လည်းကြိုးစားခဲ့တဲ့ကိစ္စပါ။ရိုက်နှက်ဖန်စီခံရသူတွေရက်မြင့်တက်တဲ့ကာယကံရှင်တွေကတော့ ဥပဒေနဲ့ညီတယ်ဆိုတော့အစိုးရရဲ့ပြောဆိုမှုတွေကိုလက်မခံပါဘူး။တို့ကတစုံတရာရိုင်းနှုတ်မလုပ်ပါဘူးဆိုပေမဲ့အဲပုံစံထိုင်တဲ့စီကနေပြီးတော့အချုပ်ကားပေါ်တက်တဲ့စီမှာအာဂျဲဟိုဘက်ဆန်ကားဒီဘက်ဆန်ကားလောက်တန်းစီပြီးတော့ဖြတ်သွားဟိုကြောက်ချောက်ရိုက်ပါတယ်။တစ်ဖက်ကအယောင်း20လောက်တိထားရတယ်။အယောင်း20လောက်မှမှဒီဘက်ကအရာချီတယောက်ကနေပြီးတော့ငါတပည့်တို့မလောက်ကြပါနဲ့ကွာဆိုရင်ကျွန်တော်တို့ပို့ပြီးတော့ရိုက်လိမ့်မယ်။ဖမ်းတာသားကြီးဖမ်းလို့ရပါတယ်။လက်ထိတ်ခတ်ပြီးမှကလေးတွေကိုရိုက်တယ်နဲ့တယ်။ ူးသူမြင်ရတာအများကြီးပဲနောက်ဘုန်းကြီးကျောင်းထဲမှာဖမ်းနာပြီးတဲ့တွေဖမ်းပြီးတော့လက်ကိုလည်းကျုံနဲ့တုတ်ပြီးတော့ခေါင်းနဲ့ငုံခိုင်းထားပြီးတော့မှစစ်ဖက်နှက်နဲ့ကန်တာရိုက်တာဒါကတော့အတွန်ရဲဆက်လုံးအကြီးတယ်လူမဆိုင်ရကြတယ်လောလောဆယ်ပြည်သူတွေရဲ့အတွေ့အထိမှာတော့တာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့အစိုးရတရရဲ့အောက်မှာဘဝလုံခြုံမှုကင်းမဲ့နေတယ်လို့ပဲခံစားနေကြရပါတယ်ရှင်။ကျွန်တော်နိုင်ငံသားတွေမူလအခြေဖြစ်တဲ့လွတ်လပ်စွာစန္ဒပြပေါ်ထုတ်ဖြစ်နေဒါကိုကြည့်ကြရဆိုတာပေါ်တယ် ဘဝအသက်လုံခြုံမှုကင်းမဲ့တယ်လို့ကျွန်တော်တို့မြင်တယ်။အဲ့တော့အဲ့ဒီအခြေခံအချက်တောင်မရပဲနဲ့ပုံမျိုးတုတ်တဲ့နိုင်ငံတော်တည်ကြည့်သွားနေပါပြီဆိုဆိုကျွန်တော်တို့ဘယ်လိုနည်းနဲ့မှယုံကြည်လက်ခံလို့မရဘူးဆိုတာဒါရှင်းရှင်းလေးတော့ပြောပြရအောင်